င်္ဂလာပါရှင် People's Press ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့နိုဝင်ဘာ23ရက်နေ့အတွက်ဂျာမုံပြောပြသွားမယ့်သတင်းတွေကတော့ကြားဖြတ်မှာအဖွဲ့တွေကပါဝင်လုတ်ကန်ကြသူတွေရှိတယ်လို့ DKPA ဝန်ခံထားပါတယ်စစ်ကောင်စီနဲ့ကိုကန့်တက်ဆက်ဆံရေးတင်းမာနေတာပါစစ်ကောင်ဆောင်ကို ICC ဖမ်းဝရမ်းထုတ်ပေးဖို့မြန်မာတပ်အမတ်ကြီးတောင်းဆိုလိုက်ပါတယ်တပ်မ33စစ်ကြောင်းအထိနာခဲ့တဲ့ခင်ဦးနယ်ကိုစစ်တပ်ဘုံကျဲသွားပါတယ်ဒီသတင်းတွေပြောပြပေးပါမယ်ရှင် ြားဖြန့်လို့လူသိများတဲ့ online ငွေလိမ်လုပ်ငန်းတွေမှာဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKBA အဖွဲ့တွေကပါဝင်လုပ်ကိုင်ကြသူတွေရှိတယ်လို့ DKBA ပြောရေးစကွင်းရှိသူဗိုလ်မှူးချုပ်စောစိန်ဝင်းကဝန်ခံလိုက်ပါတယ် DKBA ခေါင်းဆောင်ပိုင်း၄ဦးက American နိုင်ငံသားတွေကိုပြစ်မှတ်ထားလိမ့်လေတဲ့ online ငွေလိမ်လုပ်ငန်းတွေမှာပါဝင်ပတ်သက်တာကြောင့်အမည်ပြည့်စရင်သွင်းခံထားရပါတယ်ဒီထဲမှာအမည်ပြည့်စရင်သွင်းခံရသူတဦးဖြစ်တဲ့ဗိုလ်မှူးချုပ်စောစိန်ဝင်းက DKBA နဲ့ဓာတ်ရိုက်ပတ်သက်တယ်လို့ပြောရင်လည်းပြောလို့ရတယ်။ DKBA အဖွဲ့ထဲမှာလည်းဒီလုပ်ငန်းလုပ်တဲ့လူရှိတယ်လို့မလုပ်တဲ့လူတွေလည်းအများကြီးရှိပါတယ်လို့ပြောပါတယ်။ DKBA ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့စေဦးစီးချုပ်၊ဗိုလ်ချုပ်ကြီးစောစတီ၊စေဦးစီးအရာရှိချုပ်၊ဗိုလ်ချုပ်စောဆန်းအောင်၊စေဦးစီးအရာရှိဘုံမှုချုပ်စိုင်းကျော်လှနဲ့စစ်ရေးချုပ်ဘုံမှုချုပ်စောစိန်ဝင်းတို့ကိုနိုဝင်ဘာ12ရက်မှာအမေရိကန်ကမြေပြက်စရင်သွင်းပြီးအရေးယူတန်းခတ်ပိတ်ဆို့ကြောင်းကြေညာလိုက်တာပါ။ DKBA အနေနဲ့တော့ ကြားဖြတ်လုပ်ငန်းတွေညော့နေအောင်လှုပ်ဆောင်နေတယ်လို့ဗိုလ်မှူးချုပ်စောစိန်ဝင်းကဆိုပါတယ်။ဒါပေမဲ့ DKPA ထိန်းချုပ်ဒေသတွေဖြစ်ကြတဲ့ထိုင်းမြန်မာနယ်စပ်နာကမြဝတီမြို့နယ်ကြောက်ခတ်ကျေးရွာနဲ့ကြာရင်စိတ်ကြီးမြို့နယ်ဖျားသုံးစုမြို့တွေမှာကြားဖြတ်လုပ်ငန်းတွေဆက်လက်လဲပတ်နေကြဆဲလို့ဒေသရင်းသတင်းရင်းမြစ်တွေစီကသိရတာပါ။ဒါအပြင် KK Park လုပ်ငန်းခွင်ကနေထွက်ပြေးသွားတဲ့ကြားဖြတ်ထိပ်ပိုင်းတချို့ကလည်းကြောက်ခတ်နဲ့ဖျားသုံးစုမြို့စီရောက်လာတယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။ DKBA ဟာဦးသိန်းစိန်အစိုးရလက်ထက်မှာတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။စစ်တပ်တကြော့ပြန်အာဏာသိမ်းပြီးနောက်နေပြည်တော်မှာစစ်ကောင်းဆောင်တွေနဲ့ငြိမ်းချမ်းရေးတွေးဆုံဆွေးနွေးရမှာလဲ DKBA ပါဝင်ပါတယ်။ဒါ့အပြင်စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံကူညီမယ်လို့ DKBA ကတရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။လာရှုံမြို့နောက်မှာတက်ဆွဲထားတဲ့ကိုကန့်တက် MNDAA တက်တွေစုပ်ပေးဖို့ စေအုပ်စုရဲ့အမှတ်၅စစ်စင်ရေးအထူးအဖွဲ့မှကိုရိုင်းလာရှိုးမျိုးအထိ လာရောက်တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ညင်းပယ်ခံရပြီးဆွေးနွေးမှုပြတ်သွားတယ်လို့ MNDAA ကလည်းအင်အားတိုးချထားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။လာရှိုးမန္တလေးပြည်တော်စုလမ်းမပေါ်မှာရှိတဲ့နောင်မော်နဲ့တန်ရန်မားရဲမျိုးဘက်ကိုသွားတဲ့နန်းပောင်နဲ့ဟိုရရွာတွေမှာ MNDAA တက်ဆွဲထားတာကိုနိုဗ ెంబ ာ17ရက်နေ့ကလာရှိုးမြို့စစ်နှကောင်ဟိုတယ်ဆွေးနွေးပွဲမှာစစ်ကောင်စီကဆုတ်ခွာခိုင်းတာလို့စုံစမ်းသိရပါတယ်။ နောင်မွန်နန့်ပောင်ဟိုရရွာတွေကတစ်ဆက်တည်းရှိနေတာဖြစ်ပြီး MNDAA ကတစ်ဆယ်နှစ်ဆက်ကုန်စစ်စင်ရေးနဲ့အတူတည်ယူခဲ့တဲ့နေပြည်တော်မှာပါဝင်ပါတယ်အခုချိန်ထိလည်းတက်ဆွဲထားတာပါ ပြီးခဲ့တဲ့ April လမှာတရုတ်အစိုးရရဲ့ဂျားဝင်ဆွတ်ဖက်မှုကြောင့် MNDAA ကလာရှိုးမြို့ကိုကြီးတစ်ချက်မဖောက်ပဲစစ်ကောင်စီစီပြန်လွှဲပေးခဲ့ရပါတယ်အခုထပ်ပြီးနောင်မွန်နန့်ပောင်ဟိုရရွာတွေကနေတဆင်ချင်းဆုတ်ပေးဖို့စေအုပ်စုကထပ်မံတောင်းဆိုနေတာပါလာရှိုးမြို့ကသတင်းရင်းမြစ်တအူပြောပြတာက ကိုကန့်တက်ကပြန်ဆုတ်ပေးဖို့မရှိဘူးပြောလိုက်တော့အမှတ်ငါစစ်စင်ရေးအထူးအဖွဲ့မူဒုဗိုလ်ချုပ်ကြီးကိုကိုဦးနေပြီးတော့ပြန်တက်သွားတယ်လို့ People Spring ကိုပြောပါတယ်စေအုပ်စုကတအန်းတက်မတော် TNLA ထိန်းချုပ်ထားတဲ့ကြောင်မဲနဲ့တီဘောမျိုးကိုပြီးခဲ့တဲ့အောက်တိုဘာလမှာပြန်သိမ်းယူပြီးနောက်ပိုင်းမန္တလေးမူဆဲပြည်တော်စုလန်လာရှိုးနဲ့တီဘောလမ်းပိုင်းပတ်ဝန်းကျင်က MNDAA စခန်းတွေကိုစုခွာဖို့ဖိအားပိုပေးနေတာဖြစ်ပါတယ်။ MNDAA ကတော့စစ်ကောင်စီနဲ့လက်ရှိရထားတဲ့စစ်ရဲဆဲရေးသဘောတူညီချက်က အဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရဖို့အတွက်အမြဲတမ်းရှိနေဖို့နဲ့ဗျူဟာကြကြနားလည်နေဖို့အောက်တိုဘာ25ရက်ကထုတ်ပြန်ခဲ့မှုပါတယ်ရှင်။နိုင်ငံတကာရာဇဝတ်ခွန်ရုံး ICC ကစစ်ရာဇဝတ်သားမင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ဖို့ဆုံးဖြတ်ချက်ချက်ချင်းချမှတ်ဖို့လိုအပ်နေပြီလို့ကုလသမဂ္ဂဆိုင်ရာမြန်မာတမ်းအမတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုလိုက်ပါတယ်။အကြိမ်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးရဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံးအစီရင်ခံစာခေါင်းစဉ်အောက်ကဆွေးနွေးမှုကိုနိုဝင်ဘာ17ရက်နေ့ကပြုလုပ်ခဲ့တာပါဒီဆွေးနွေးပွဲမှာမြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ40ကျော်ကကိုယ်စားလှယ်တွေမိန့်ခွန်းပြောခဲ့ကြပါတယ်ဒီထဲမှာမြန်မာသံမတ်ကြီးဦးကျော်မိုးထွန်းကထည့်သွင်းတောင်းဆိုခဲ့တာပါစစ်အာဏာရှင်စနစ်အဆုံးသတ်ဖို့စစ်မှန်တဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ဖို့နဲ့မြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးတရားမျှတတဲ့အနာဂတ်ကိုရရှိဖို့ကြိုးပမ်းမှုမှာအဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူခိုင်မာစွာရပ်တည်ကြဖို့လဲတန်မတ်ကြီးကတောင်းဆိုထားပါတယ်။ပြီးခဲ့တဲ့2024နိုဝင်ဘာလမှာ ICC ရဲ့တရားစွဲအရာရှိကမင်းအောင်လှိုင်ကိုဖော်ရန်ထုတ်ဖို့တရားရုံးစီလျှောက်ထားခဲ့တာကြောင့်မြန်မာပြည်သူတွေရဲ့မျှော်လင့်ချက်ပြန်လည်မြင့်တက်ခဲ့ရပါတယ်။ဒါပေမဲ့တနည်းနည်းပါအချိန်ကြာမြင့်လာတဲ့အထိတရားစွဲအရာရှိရဲ့လျှောက်ထားချက်နဲ့ပတ်သက်လို့သိတာထင်ရှားတဲ့တိုးတက်မှုတွေမရှိသေးဘူးလို့တန်မတ်ကြီးဦးကျော်မိုးထွန်းကထောက်ပြပါတယ်။ ဒါကြောင့် ICC ရဲ့အချိန်မီထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေလိုအပ်နေကြောင်းထောက်ပြခဲ့တာပါစေအုစုက나ရီတိုင်းမိနစ်တိုင်းမှာပြည်သူတွေကိုတပ်ဖြတ်နှိပ်စက်ပြီးလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေစစ်ရာဇွေးမှုတွေလှုပ်ဆောင်နေချိန်မြန်မာပြည်သူတွေအတွက်အချိန်မီအရေးယူဆောင်ရွက်မှုတွေကင်းမဲ့နေတာကဝမ်းနည်းပေါ်ရာဖြစ်ကြောင်းတန်အမတ်ကြီးကကုလညီလာခံမှာပြောကြားခဲ့ပါတယ်ရှင် စစ်တပ်ရဲ့တပ်မ33လက်အောက်ခံစစ်ကြောင်းအထိနာခဲ့တဲ့ကံဘလူးနဲ့ခင်ဦးနယ်အဆက်ကိုစစ်တပ်ကနိုဝင်ဘာ23ရက်မနက်ပိုင်းနဲ့နေ့လယ်ပိုင်းမှာ9နာရီလောက်အချိန်အတော်တွင် Jet Fighter နဲ့6ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မနက်8နာရီ48မိနစ်ကနေနေ့လယ်2နာရီဝန်းကျင်အတွင်းလေကြောင်းတိုက်ခိုက်မှု6ကြိမ်ပြုလုပ်သွားတာလို့စစ်ရေးရင်းမြစ်တချို့ကပြောပါတယ်။မြေပြင်မှာတိုက်ပွဲမရှိတော့ဘဲစစ်တပ်ကမကြေနပ်လို့လာပစ်တာဖြစ်ကြောင်းနဲ့အထိခိုက်တဲ့တဲ့မကြရသေးကြောင်း ရေဦးမြို့နယ်ကကာကွယ်ရေးရဲဘော်တအူပြောပါတယ်။မနက်ပိုင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုမှာတော့အထိခိုက်လုံးဝမရှိဘူးလို့သူကဆိုပါတယ်။စစ်တပ်ကကံဘလူနဲ့ခင်ဦးမြို့နယ်အဆက်မှာရှိတဲ့ကြောက်တန်ရွာနဲ့ကြည်စုရွာကိုပိတ်မထားပြီးဘုံကျဲနေတာပါ။ဒါကြောင့်ဒေသခံအများစုထွက်ပြေးတိမ်းရှောင်နေရပါတယ်။ကံဘလူနဲ့ခင်ဦးမြို့နယ်အဆက်ကိုဝင်လာတဲ့တပ်မ33လောက်ခန့်စစ်ကြောင်းကိုနိုဝင်ဘာ12ရက်နေ့ကတော်လှန်ရေးအင်အားစုတွေတိုက်ခိုက်ခဲ့တာကြောင့်စစ်ကြောင်းတစ်ခုလုံးအထိနာပြီး စစ်တုံးပန်းနဲ့လက်နက်ခဲယမ်းတွေသိမ်းဆီးရရှိခဲ့တယ်လို့စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒီအတွက်လေကြောင်းကနေဆက်လက်တိုက်ခိုက်နိုင်ခြင်းရှိတာကြောင့်ဒေသခံတွေအတွက်အလုံးကြုံရေးသတိပေးချက်ကိုတော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်ရှင်။ People's Prayer ရဲ့ညနေခင်းသတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။